ဆောက်ချက်တွေတော့ क्वे ပါပြီဗျာဆောက်ချက်တွေတော့ क्वे ပါပြီတော့တက်တက်ခံတယောက်ကတော့မီဒီယာတွေမှာလေကြီးလေကျယ်တွေပြောသူရဲ့ Facebook စာမျက်နှာတွေမှာဟောဒီ TikTok တွေမှာလည်းအများကြီးပဲတွေ့နေရတယ်သူရဲ့လေကြီးလေကျယ်ပြောထားတဲ့စကားလုံးတွေကပလူပြန်နေအောင်အများကြီးတက်လာပဲပေါ့ဗျာအဒီနေ့မှာတော့ တော့တသက်ခိုင်ကလာမဲ့ရွေးကောက်ပွဲမှာရှင်ပြိုင်ခွင့်မရတော့ဘူးဆိုပြမှာအတီးပြုတ်လာတဲ့သတင်းလေးတစ်ပုဒ်ကိုကျွန်တော်ဒီကနေ့လာပြီးတော့တင်ဆက်ပေးသွားမှာလည်းဖြစ်ပါမယ်။ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ကကြီးမှာပြဋ္ဌာန်းချက်နဲ့ညှိစွန်းတာကြောင့်လာမဲ့ရွေးကောက်ပွဲမှာဒေါ်သက်သက်ခိုင်နဲ့ဝင်ရောက်ရှင်ပြိုင်ခွင့်မရဘူးလို့ပြည်ပြည်တော်စုရွေးကောက်ပွဲကော်မရှင်က BBC ကိုအတီးပြုတ်ထားတဲ့သတင်းလေးပဲဖြစ်ပါမယ်။ ဒီကျောင်းသက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဥပဒေပုံမှန်ရှစ်ခကြီးမှာတော့တဲ့ကိုယ်စလဲလောင်းဟာနိုင်ငံတော်နေ့ပုတ်ကိုအပုတ်ကလေးကပေါ့နိုင်ငံတော်နေ့ပုတ်ကလေးကမသိလျော်သည်မလေးမသိလျော်သည်ပေးရန်တာဝန်များကိုကင်းချင်းသူ ဖြည့်ရမယ်လို့ပေါ်ပြထားတယ်ဒါပေမဲ့အခုလက်ရှိအေးဒေါ်သက်သက်ခိုင်မာကဟိုအကျွေးတွေထူနေတယ်ဗျာအကျွေးတွေတင်နေတယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ညှိစွန်းနေတယ်ဖြစ်တဲ့အတွက်ကြောင့်မို့ဒေါ်သက်သက်ခိုင်ကိုဒီ ွေးကောက်ပွဲမှာဝင်ရောက်ချင်းပြိုင်ဝင်ကိုပိတ်လိုက်တာပဲဖြစ်ပါတယ်ဗောနော်အဲ့ဒီပုံမှန်ဟာတဲ့အဲပြီးခဲ့တဲ့ဇူလိုင်လကုန်ပိုင်းမှာလွတ်တော်ရွေးကောက်ပွဲဥပဒေကိုပြန်လည်ပြင်ဆင်ရမှာလွတ်တော်ကိုယ်စားလှယ်လောင်းအရေးရှိသတ်မှတ်ချက်ထဲမှာထပ်တိုးထည့်သွင်းခဲ့တဲ့ပုံမှန်လည်းဖြစ်ပါတယ်ဗောဗျာယခုရွေးကောက်ပွဲမှာလွတ်တော်ကိုယ်စားလှယ်စုစုပေါင်း9023ဦးမှာဥပဒေနဲ့မညီလို့ ပဲဖြတ်လိုက်တဲ့လွတ်တော်ကိုယ်စလဲတောင်းက80နဲ့မှ6ဦးရှိတယ်လို့လေဒီကော်မရှင်ကပြောတယ်တဲ့เนาะဟုတ်ဒေါ်တက်တက်ခိုင်ညစ်စွန်းနေဆိုတဲ့ပုံမှရှိရှိကကြီးကရွေးကောက်ပွဲတင်မြောက်ခံပိုင်ခွင့်ရှိသူဒါမှမဟုတ်လူပုဂ္ဂိုလ်နဲ့သာတိုက်ရိုက်သက်ဆိုင်ပြီးနိုင်ငံရေးပါတီနဲ့အကျုံးဝင်လို့လေအဲကော်မတီရှင်ကကျုပ်တည်ရတယ်ဗောဗျာဒါကြောင့်သူ့ရဲ့ပြီးသူ့ရဲ့ပြီးသူရှစ်ဆောင်ပြီးသုံးလုံးပါတီကတော့ ဆက်လက်ယက်တိပိုင်ခွင့်တော့ရှိတယ်ဒါပေမဲ့အခုလာမဲ့ရွေးကောက်ပွဲ2025မှာတော့လုံးဝလုံးဝပြိုင်ခွင့်မရတော့ပါဘူးခင်ဗျာเนาะမင်းအောင်လည်းကဒီတော်တက်တက်ခံကိုကျော်ကျိုးရှိရှိနဲ့လန့်ထားသလိုမျိုးပေါ့เนาะကျော်ဒီအာနာသိင်းတဲ့နေရာမှာလည်းတော်တက်တက်ခံကအမေတော်အောင်ဆန်းစွတ်ကြည်ကိုရှေ့ရချင်းနှိုင်းပြီးတော့သူမင်းအောင်လည်းနဲ့ပူပေါင်းပြီးတော့မှကျော်ဒီ ဘယ်လိုပြောမလဲဆိုတော့ဒါဖန်ခါလိုက်ကြလို့လေသတင်းတွေရပေါ်ပြထားတာတွေတွေ့ရတယ်ပေါ့ဗျာเนาะအမေတော်ဆန်းစုကြည်ကိုအာခံတယ်ရှေ့ရချင်းတိုင်းတယ်နွားမကြီးတော်တက်တက်ခံကတော့ပျော်ပျော်ကြီးနဲ့ဒီရွေးကောက်ပွဲကိုဝင်ရောက်ရှင်ပြိုင်ပွဲမရတော့ဘဲနဲ့အရှုံးနေနဲ့ပဲသူ့မှာအာရင်ရင်ထဲမှာတပွေးတပိုက်နဲ့ဘလောက်တောင်ခံစားနေရလိုက်တယ်ပေါ့เนาะအားကြောင့်လေဆိုတော့ဒါကတော့ဖြစ်ဖြစ်ပါလေ ဆရာကိုပုံကန်ဒါမျိုးပဲဖြစ်မှာပဲเนาะရှေ့လျှောက်ပြီးတော့လည်းပြဿနာတွေအများကြီးတက်အောင်မှာတော်တက်တက်ခံရเนาะကျောင်းကြီးမီဒီယာတွေပေါ်မှာတက်တက်ပြီးတော့ဖိနေရားထားတာတွေမီဒီယာတွေပေါ်မှာတက်ပြီးတော့လေတလုံးမိုးလုံးပြောထားတာတွေသူကအခုတော့ဘာဘလို့ဖြစ်သွားလဲဆိုလဲခွေးရည်လဲနေထားတယ်လို့เนาะ view ကောက်ပွဲကလည်းနီးလာပြီဗျာအခုဝင်ရောက်ချင်းပြန်ခွင့်မရှိတော့ဘူးဆိုတော့စူးစမ်းထားတယ်များတဲတဲရေတုံဖြစ်ပြီပေါ့ဗျာ အမလီသူကတကယ်လို့တိုက်ဒီရွေးကောက်ပွဲကိုဝင်ပြိုင်လို့ရှင်ပြိုင်လို့နိုင်ခဲ့မယ်ဆိုရင်သူ့ရဲ့အကျွေးတွေကိုကြေမယ်ပေါ့နော်အကျွေးတွေကလည်းအများကြီးပေါ့ဗျာအကျွေးတွေကလည်းအများကြီးတင်နေတဲ့ဒေါ်သက်သက်ခိုင်ပြောက်အခုချိန်မှာတော့အလူအလဲနဲ့နဖူးပွဲအောင်ခံစားနေရတဲ့လူလည်းတိရပါတယ်ပေါ့ဗျာအခုတော့ဗာလဲကျုပ်အမေတော်ဆန်းစွချီကိုရှေ့ပြားလေးတောင်ရှင်လို့မရနော်ကျွန်တော်ပြောချင်တာရှေ့ပြားလေးတောင်မှသွားရှင်လို့မရဘူး ဘာဖြစ်လဲဆိုကွာလေအရင်ရှင်းနေအများကြီးအများကြီးကွာဒါမျိုးတွေနော်ဒါမျိုးတွေကွာတဲ့အတွက်ကြောင့်မလို့မရဘူးပေါ့ဗျာโอเคအဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဟိုငှက်ခေါင်းကြော့ဆိုးပြောထားတဲ့ဗီဒီယိုဖိုင်လေးရှိသေးတယ်ကျွန်တော်ဖွင့်ပြချင်သေးရပေါ့နော်အေးပါကျော်ဆိုးရဲ့ဗီဒီယိုတော့ကြည့်လိုက်ရအောင်ကျော်ဆိုးတယ်လောင်းဖြစ်နေတယ်ကျွန်တော်တို့ညီဆိုးနေတဲ့ကိစ္စတွေရှိတယ်အဲ့ဒါကဒီလွတ်တော်ကိုယ်စားလှယ်လောင်းက ဒီနိုင်ငံရေးပါတီဥက္ကဋ္ဌလည်းဖြစ်တယ်သူကလည်းလက်ရှိဒီ2025ရွေးကောက်ပွဲမှာဝင်ရောက်ရှိနိုင်မဲ့လွှတ်တော်ကိုယ်စားလောင်းလည်းဖြစ်တယ်နိုင်ငံရေးပါတီတစ်ခုရဲ့ဦးဆောင်သူလည်းဖြစ်တယ်သူ့ရဲ့ပါတီကတနိုင်ငံလုံးမှာတနိုင်ငံလုံးဝင်ရောက်ရှိနိုင်မဲ့နိုင်ငံပါတီတစ်ခုဖြစ်တယ်အဲ့တော့သူကဘာနဲ့ညှိနေလဲဆိုတော့ဒီပါတီဒီပါတီကဒီပါတီကပုံကိုတရားပေါ့ဗျာသူကသူ့ရဲ့ဒီလုပ်ငန်းအတွက်ကမ္ဘောဇာဘဏ်ကနေပြီးတော့ကျပ်ဘီလီယံတရားခန့်အခြေယူလာတယ် ကျက်ပီလျံတရားကန်ရှေ့သွားတဲ့ခါကျတော့တို့ဒီ UEC ရဲ့တတ်မှတ်တဲ့တတ်မှတ်ချက်တွေပြီးကျွန်တော်တို့ဒီဘန်နဲ့ပတ်သက်တဲ့တို့ရဲ့ကိစ္စရဲ့ဒီမှာကျွန်တော်ညှိစုံမှုတွေရှိလာတယ်။ကျွန်တော်ကဒီနေရာမှာအဲဒီလူကဘာသူဖြစ်ပါလဲ၊သူကဘယ်ပါတီဖြစ်ပါလဲလို့ကျွန်တော်ကထုတ်ဖို့ပြောလိုက်ရင်သူ့အတွက်တတိယပြီးတော့နိုင်ငံရေး အခုတော့ပြောနေတဲ့ညီလေးဒီတော့တက်တက်ခံရွေးကောက်ပွဲကိုရှင်ပြန်ပွင့်မရဘူးဆိုတာတနိုင်ငံလုံးဝတိုင်းကြတယ်အထိခိုက်မှာလည်းမထိခိုက်စေချင်ဘူးလူကြီးကိုလူကြီးအဆုံးကြီးကိုတိသွားပြီနော်နောက်ထပ်ကျွန်တော်တို့ကပုံတိသွားပြီဖတ်ပြောပြီအကယ်၍ကျွန်တော်ကထုတ်ပြောလိုက်မယ်ဆိုရင်တေးကြတဲ့အနေနဲ့မြန်တော့သူ့ကိုသူ့ရဲ့ဒီနိုင်ငံရေးရပေါ့တက်ရောက်မှုကြီးမှာဖြစ်ပါတယ်လက်ရှိကလည်းကျွန်တော်ရွေးကောက်ပွဲကာလကလည်းနီးလာပြီအော်တိုဘလာ28ရက်နေ့ဆိုရင်ဒါလွတ်တော်ကိုယ်စီလောင်းတွေကမဲဆဆွဲလို့ရပြီမဲဆဆွဲလို့ရပြီနောက်ထပ်ကျွန်တော်ဒီဘန်အတိုင်းဝန်းမှာထပ်တိရတာကဒီ ဒီလွတ်တော်ကိုယ်စားလှယ်လောင်းကပေါ့ဗျာလွတ်တော်ကိုယ်စားလှယ်လောင်းကသူကသူ့ရဲ့သူ့ရဲ့ကုမ္ပဏီတစ်ခုကသူ့ရဲ့ကုမ္ပဏီကဒီဘန်ဘက်ကိုကမ္ဘောဇာဘန်ဘက်ကိုဆက်သွယ်ပြီးတော့ဒီလူတော့တတ်တခါလက်မှတ်ထိုးရမှာပါတယ်ငွေချိတဲ့ကမှာသူကလက်မှတ်ထိုးရမှာပါတယ်လက်မှတ်ထိုးရနေမှာသူ့နာမည်လေးကိုထုတ်ပေးပါပေါ့ထုတ်ခွင့်ပြုပါပေါ့ဒါပေမဲ့ဘန်ဘက်ကလည်းလက်မခံဘူးဘာကြောင့်ဘန်ဘက်ကလက်မခံတာလဲဆိုတော့ဘန်နေဘန်နေအားလုံးကငွေချိတဲ့အခါမှာမရွှေပြောင်းနိုင်တဲ့ပစ္စည်းမရွှေပြောင်းနိုင်တဲ့ပစ္စည်းကိုကျွန်တော်တို့ဒါငွေချိတတ်မှတ်ပြီးတော့ငွေချိကြတာပါရွှေပြောင်းနိုင်တဲ့ပစ္စည်းကိုမှငွေချိတာမဟုတ်ပါဘူး ဒီဘာမကတောင်းဆိုတာကရတယ်ကျွန်တော်တို့ထုတ်ပေးမယ်တို့တော့လည်းပဲသူတို့တတ်မှတ်ထားတဲ့ငွေမောက်တော့ပြန်သွင်းပေးရမယ်ငွေမောက်ကိုပြန်မသွင်းဘူးဆိုရင်ထုတ်မပေးဘူးအဲ့လိုတွေဂွန်းဆက်ဂွန်းဆက်တွေရှိလို့သိရတယ်အဲ့တော့အကယ်မြန်ရုပ်ောက်ဝဲကော်မရှင်ကဒီလူကဘသူပါလို့ထုတ်ပြန်လိုက်တဲ့အခါကျရင်တော့ခင်ဗျားတို့ရှင်းရှင်းလင်းလင်းတွေ့ရပါလိမ့်မယ်ဒီဒီကိုစလေလောင်းတယောက်ကလည်းဒီဘန်ကိစ္စကိုသူကတိတိကျကျမဖြေရှင်းနိုင်ဘူးဆိုရင်သူကလွတ်တော်ကိုစလေလောင်းအဖြစ်ပယ်ဖျက်ခံမှာဖြစ်တယ် ကျွန်တော်သိရတဲ့လောက်ကတော့ဒီကွန်တိုကိစ္စလို့သိရတယ်ဒီကွန်တိုကွန်တိုပေါ့ကွန်တိုဆောက်ဖို့အတွက်ဒီအုပ်စုကဒီဒီဒီလုပ်ငန်းရှင်အုပ်စုကကမ္ဘောဇာပိုင်နဲ့ချီတယ်ဒီကွန်တိုကလည်းမပြည့်ပြတ်သေးဘူးလို့သိရတယ်မပြည့်ပြတ်သေးပေါ့ဗျာအဲ့တော့အဲ့မှာဘန်လုပ်ငန်းဆိုင်ရာကိစ္စရေးတွေရှိတယ်တစ်ဖက်မှာကျွန်တော် UEC ရဲ့တတ်မှတ်ထားတဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဖြစ်ခွင့်တတ်မှတ်ချက်တွေရှိတယ်အကယ်၍များဒီဒီလွှတ်တော်ကိုယ်စားလှယ်လောင်းကဘန်ကိစ္စကိုသူကမရှင်းလင်းနိုင်ဘူးဆိုရင်သူကကိုယ်စားလှယ်လောင်းဖြစ်ပယ်ဖြတ်ခံမှာဖြစ်ပါတယ် ကိုယ်စလေလောင်းပြီးပယ်ပြတ်ခံရရင်တော့ဒါကတော့ကျွန်တော်တို့ဟိုဒါကဒီရွေးကောက်ဝယ်ကော်မရှင်ကပယ်လိုက်တယ်ပါညာအတန်လက်ထွက်လာပါလိမ့်မယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရှေ့မှာအန်ဒီယားပါတီကို UEC ကဖျက်သိမ်းခြင်းကာလမှာတော်တော်လေးအတန်ဆုခဲ့တယ်။မသိမဲ့ဒီ UEC ကအန်ဒီယားကိုကြောက်နေလို့အန်ဒီယားရဲ့ဒီနိုင်ငံရေးပါဝါကိုကြောက်နေလို့ UEC ကဖျက်သိမ်းလိုက်ရတယ်လို့လို့အဲဒီလိုမျိုးတွေတော်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 လေးဖြစ်ခဲ့တယ်။တကယ်ကအဲ့ဒီအချိန်တုန်းကရွေးကောက်ဝယ်ကော်မရှင်ကအန်ဒီယားပါတီကိုဖျက်သိမ်းခဲ့တာကအန်ဒီယားပါတီကတတ်မှတ်တဲ့လူရဲ့စည်ရင်မရှိမပြည့်လို့ဖျက်သိမ်းခဲ့တာ။ အန်ဒီယပါတီရဲ့အားနည်းချက်ကလည်းသူတို့မှာကရုံပိုင်းဆိုင်အောင်သူတို့မနိုင်ဘူးပထမတော့ဟလာအန်ဒီကအန်ဒီကပဲမှန်တယ်လို့လို့ယူကော့ဘွယ်ကော်မရှယ်ပဲမတရားလုပ်တယ်လို့လို့တိုးတော့တိုးတော်ဖြစ်ခဲ့တာပေါ့ဒီဖြစ်စဉ်နောက်ပိုင်းမှာယူကော့ဘွယ်ကော်မရှယ်ဒိန်းနဲ့ရှင်းလင်းဘွယ်လုပ်ကောအော်အဲ့တော့မှကျွန်တော်တို့ကမြင်လိုက်တယ်တကယ်တော့ UVC ကမတရားလုပ်ခဲ့တာမဟုတ်ဘူးအန်ဒီရဲ့ပါတီကသူတို့တနင်္ဂနွေလုံးပြိုင်တဲ့ပါတီဖြစ်တဲ့ခါကျတော့ပါတီဝင်ဥယျာဉ်ပါတီဝင်ဥယျာဉ်သူကတတ်မှတ်ထားတဲ့ပါတီဝင်ဥယျာဉ်မပြေဘူးမပြေလို့ပယ်ဖြတ်လိုက်တာ အဲ့တော့မှကျွန်တော်တို့အားလုံးကကောက်ကောက်ကိုဝင်မြင်ရတာအဲ့တော့မှကျွန်တော်အတန်တွေကအကုန်လုံးပိတ်သွားတာမီးရိုရေးနဲ့လောင်းလိုက်တို့ရှဲသွားတာလက်ရှိလည်းကျွန်တော်တို့ဒီဒီဒီလွတ်တော်ကိုယ်စားလည်းလောင်းပါပဲဒီလွတ်တော်ကိုယ်စားလောင်းကကမ္ဘောဇာဘန်ကနေပဲကြက်ဘီလီယာ100ကွာရင်လည်းအထောက်အောင်ပဲအဲ့လိုချေးယူထားတယ်ချေးယူထားတဲ့အခါကျတော့သူ့မှာသူတတ်မှတ်ထားတဲ့အယူအဆရဲ့တတ်မှတ်ထားတဲ့ကိုယ်စားလောင်းဖြစ်ခွင့်နေစတဲ့ဘန်လုပ်ငန်းဆိုင်ရာကိစ္စရည်တွေရှိပါလိမ့်မယ်အကယ်၍များဒီပုဂ္ဂိုလ်ကဒီကြားထဲမှာပေါ့ဗျဒီကြားထဲဒီရပိုက်ဒီကြားထဲမှာပေါ့သူက ဒီချက်ဘီလီယံတရားကိစ္စနဲ့ပတ်သက်ပြီးတော့မဖြေရှင်းနိုင်ဘူးဆိုရင်သူကလွတ်တော်90လောင်းပြည့်ပယ်ဖြတ်ရှင်းခံရမှာဖြစ်ပါတယ်ကျွန်တော်ကဒီညမှာနယ်မယ်ထဲမပြောတာကသူရဲ့သွားနေတဲ့နိုင်ငံရေးအရေးသူရဲ့နိုင်ငံရေးယုံကြည်ချက်နိုင်ငံရေးခံယူချက်ဒါတွေကိုကျွန်တော်တို့ကသွားပြီးထိခိုက်မှာဆိုလို့ကျွန်တော်ကထုတ်မပြောတာပါအကယ်၍မဲ့သူကဒီချက်ဘီလီယံတရားနဲ့ပတ်သက်ပြီးတော့သူဘန်နဲ့ဘန်နဲ့ကျွန်တော်တို့ဒီကမ္ဘော ထားလိုက်တော့နှစ်ကောင်းထားလိုက်တော့မပြောလဲအခုချိန်မှာတော့တနိုင်ကန်လုံးအတိုင်းတာအနေနဲ့အကုန်လုံးတည်သွားပြီဖြစ်တယ်ဒေါ်သက်သက်ခိုင်တရားအကျွေးထူတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အခုရွေးကောက်ပွဲကိုလုံးဝလုံးဝရှင်းပြိုင်ခွင့်မရတော့ပါဘူးဘောမတွေအလုံးဝမ်းသာတာလိုက်တော့ဗျာဝမ်းသာတာလိုက်တော့เนาะဘသူတွေကြံသေးလဲဆိုတော့နောက်ဆုံးလာလိမ့်ဦးမယ်เนาะရွေးကောက်ပွဲနေ့လေးပြဿနာတွေပိုတက်လေပဲ